တော်သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာစီပါခရစ်စတန်တင်ချာတင်ယုံတင်များကိုမျှဝေတင်ကြပေးပါမယ်ဆရာရဲ့မျှဝေတင်ကြမှုလေးကိုနှစ်တည်းအကျိုးရှိရဆိုရင်လိုက်ရ subscribe လေးလုပ်သားပေးဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာဒီဆရာတို့တင်ချာတရဲ့အခန်းနဲ့2.4.1တုံတဆာခကင်းကြီးဖြင့်အကြီးဆုံးပုံစံခကင်းရှာခြင်းသင်ခန်းစာကိုဆရာတို့လေ့လာရမှာဖြစ်တယ်အဲ့တော့ဆရာတို့ဒီသင်ခန်းစာလေးမလေ့လာခင်မှာဆရာတို့ပထမစတင်ချိန်မှာဆရာတို့တုံတခင်းကြီးအကြောင်းကိုဆရာတို့ လေ့လာခဲ့ရတယ်ဘာလို့ဆိုတော့သုတ္တဂိင္ဝန်တီမာဆရာတို့တွေသုတ္တဆာဝဲနီးကိုဆရာတို့ခွဲထားမှာဖြစ်တယ်။ဒါဆိုဆရာတို့ဂျီစတုံးကလေ့လာခဲ့ပြီးတယ်သုတ္တဂိင္လေးကိုဆရာတို့လေ့လာခဲ့ပြီးသွားတယ်။ဒါဆိုသုတ္တဂိင္တွေကသာတို့သမီးကိုဘလိုဂိင္တွေကိုသုတ္တဂိင္လို့ခေါ်လဲ။ဟုတ်ပါတယ်ဆရာတို့ကလည်း1နဲ့9ပိုင်းတန်မိုးသာစာရေးပြတ်သောဂိင္ကိုဆရာတို့ကသုတ္တဂိင္လို့ခေါ်တယ်။ပြောရရင်တဲ့နဲ့သူကိုယ်သူပဲစာလုံးပြတ်တယ်။ဂျန်နဲ့ဘကင်းရမှာငါ့ကိုစာလုံးမပြတ်ဘူးဆိုပြီးတော့ခက်ချီချီလေးနေတဲ့ဂိမ်းတွေ ဟုတ်ပါပြီအဲ့တော့ဘာလဲဆိုရင်ဆရာတို့2 3 5 9 7 7 3 7 9 7 9စသဖြင့်ဘလာ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 ဒီမှာဆရာတို့ရှင်းလေးလာခဲ့ပြီးသွားပြီအဲ့တော့ဒီတုံတာကိန်းလေးတွေနဲ့ဆရာတို့ဘာလို့ရမှာလဲစာခွဲကိန်းခွဲရမှာနောက်ဆိုဆရာတို့တည်တိုင်းရပါလိမ့်2 3 5 9 7 7 3 7 9ဆရာတို့အဲ့ဒါလေးကိုအလွတ်ရနိုင်ရမယ်ဟုတ်ပြီနော်နောက်ဆိုဆရာတို့သင်ခန်းစာလေးတုံတာစာခွဲကိန်းဒီလေးကိုဆရာတို့လေ့လာရအောင်ပါအဲ့တော့တုံတာစာခွဲကိန်းနဲ့အကြီးဆုံးပုံစံခွဲကိန်းဘယ်လိုရှာမလဲဆရာတို့ကြည့်ရအောင် ဆရာတော်ပုံစံတွေ့တဲ့မှာ30နဲ့60ရိုးရဲ့အကြီးဆုံးပုံစံခွဲကိန်းကိုရှာမယ်။ဒါဆိုရင်ဆရာတော်အကြီးဆုံးပုံစံခွဲကိန်းဆိုတော့ဆရာတော်ကလည်း GCM ရှာမှာဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုဆရာတော် GCM Greater Common Factor ဆရာတော်ရှာရမှာဖြစ်တယ်။အဲ့တော့ဆရာတို့အကြီးဆုံးပုံစံခွဲကိန်းလို့ရှေ့ကြီးမရတော့ဘဲနဲ့ဆရာတို့အတူကောင်းလေးပဲရင်းပါရင်လည်း GCF လို့ပဲဆရာတို့တုံးလိုက်ပါ။ဟုတ်ပြီနော်။ဒါဆိုဆရာတို့မလုပ်ရမလဲဆိုရင်အစင်တည်းပင်းရင်ကိန်းတို့ကိုဆရာတို့ကတုံးတားစာခွဲကိန်းခွဲရမယ်။ဒါဆိုကိုခွဲကျင်တဲ့ကိန်းနဲ့ခွဲလို့ရမှာလား။ ဒုဒ္ဒဂိဉ္နဲ့ခွဲရမလားဆိုတော့ဒုဒ္ဒဂိဉ္နေနဲ့ခွဲရမယ်ဒုဒ္ဒဂိဉ္နေကဘာကြီးလဲဆိုလို့ရှိရင်နေ3 5 7 7စသဖြင့်ဆရာတို့တွေဘာလို့ရမလဲခွဲရမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေဒီဒုဒ္ဒစာကွဲဂိဉ္ခွဲမယ်ဒါဆိုရင်ဆရာတို့30နဲ့60ကိုဒုဒ္ဒစာကွဲဂိဉ္ခွဲပါဆိုတော့ဆရာတို့ဒုဒ္ဒစာကွဲဂိဉ္နေခွဲရအောင်ဒါဆိုတော့တို့သမီးတို့ဂျီစစ်တုံးကလေးလာပြီ30ရောဆရာတို့စာကွဲဂိဉ္ခွဲမယ်ကွာ ဗုဒ္ဓဂိမ်းဆိုတော့ဆရာတော်နှစ်ကစားတယ်။ဒါဆိုဆရာတော်နှစ်နဲ့ခွဲမယ်။နှစ်ဘလောက်လီ30လက်နှစ်15လီ30။ဒါဆိုဆရာတော်က15ကိုထပ်ခွဲမယ်။ဗုဒ္ဓဂိမ်းကဆရာတော်ကနှစ်3ဒါဆိုရင်9နှစ်တင်းနဲ့ပေါင်းတော့6 6ဆိုရင်3နဲ့စားလို့ဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆို3နဲ့ခွဲလို့ရတယ်။ဒါကြောင့်3နဲ့ခွဲမယ်။ဒါဆိုရင်35လီ35ဒါဆိုရင်ဆရာတော်30ကိုဆရာတော်ဒုဋ္ဌာနီလေးနဲ့ဆရာတော်ခွဲလိုက်တာဘယ်လောက်ရမလဲ။ လေတော့ငါဒါဆိုရင်2 multiply 3 multiply 5ဆိုတာရမှာဖြစ်ဒါကဆရာတို့ဘာလုပ်တာလဲဟုတ်တယ်တာတို့တမျိုးကြီးစစ်တုံးကဆရာတို့တုတ်တာနေလေးတွေနဲ့ခွဲတဲ့အတိုင်းလေးဆရာတို့ခွဲလိုက်တာအတိုင်းလေးခွဲရင်လည်းရပါတယ်เนาะအဲ့တော့ကြီးစစ်တုံးကလေးလာခဲ့တဲ့အတိုင်းဆရာတို့ခွဲရင်လည်းပဲမှန်ပါတယ်အဲ့လိုမဟုတ်ဖ ೇನೆ กว่าဆရာတို့အခု G7 မှာဆရာတို့အစားနီးလေးနဲ့လည်းခွဲလို့ရပါတယ်ဘယ်လိုတွက်မှာလဲဆိုတော့ဆရာတို့30 30ကိုဆရာတို့အစားနီးလေးနဲ့တွက် ဗုဒ္ဓဂိင်းစီဆရာတော်နှင်းနဲ့တုံညာနဲ့ဆုံးတော့ဆရာတော်နှင်းနဲ့စားမယ်ဗုဒ္ဓစာကွဲနည်းဖြစ်လို့ဒုဋ္ဌဂိင်းနေနေပဲခွဲရမယ်ဒါဆိုရင်နှစ်တလီနဲ့စာလက်လေးကိုအောက်မှာရည်မယ်နှစ်၅လီ၁၀ဆန်ငါးဟောပြီနော်စာလက်ကိုအောက်မှာရည်ဆန်ငါးကိုလည်းဆရာတော်ဒုဋ္ဌဂိင်းနဲ့စားမယ်၃နဲ့စားမယ်၃၅လီ၁၅ဒါဆိုဆရာတော်၅ပဲကျန်တော့ငါးဝါတော့ငါးတလီငါးဒါဆိုအတူတူပဲသူကလည်းပါရမှာလေ၄၃ ၅ပဲဒါဆိုရင်ဆရာတော်အဖြေကအတူတူပဲဖြစ်တယ်ဒါကြောင့်ဒါလို့သမီးတော်မိမိကြိုက်တဲ့တဲ့နည်းလေးနဲ့ခွဲလို့ရပါတယ်အဓိကကသုံးတားစာခွဲခိန်ခွဲတာမှန်မှုပဲလို့ဒါဆိုရင်ဆရာတော်60 60ကိုလည်းပဲလို့ပဲဆရာတော်ဘာလို့လို့ရလဲခွဲလို့ရတယ်ဟုတ်ပြီเนาะဒါဆိုရင်ဒါလို့သမီးတော်ဂျီစတုံးကခွဲခဲ့သလိုပဲပေါ့ကွာ60ကိုဆရာတော်ခွဲလို့ရပါတယ်ဒါဆိုရင်ဆရာတော်60ကိုခွဲမယ်ကွာ60ခွဲသုတ္တကိန်းနှင်းနေဆိုတော့နှင်းဘလောက်လीး60နဲ့ နဲ့30လေး60ပေါ့ဒါဆိုရင်30ရာဒီမှာခွဲတယ်လို့ဆရာတို့ကဘာလို့တော့မလဲဒီမှာခွဲတယ်လို့ဆရာတို့ဆက်ခွဲသွားလိုက်မယ်ဆိုရင်ဆရာတို့ဘာရမလဲအဲဒီမှာဆိုရင်25လီ30 25ကိုထပ်ခွဲ35လီ35ဆိုတော့ဆရာတို့ဘာရမလဲ2 multiply 2 multiply 3 multiply 5ဆိုပြီးရမှာဖြစ်တယ်ဒါကဆရာတို့အဲဒီတိုင်းလေးခွဲလဲရပါတယ်မဟုတ်ဘူးလို့ဆရာတို့ စာနီလေးနဲ့ပဲခွဲပါမယ်ဆိုရင်လည်းဆရာတို့အစာနီလေးနဲ့လည်းခွဲပါမယ်ဒါတော့ဆရာတို့က60ကိုအစာနီလေးနဲ့ခွဲမယ်သုဒ္ဓကိနှစ်ကနေစစားမယ်နှစ်3လီ6နှစ်3ညလီ3ညကဲဒါဆိုဆရာတို့ကနင်းနဲ့ထပ်စားမယ်နှစ်3လီနဲ့နှစ်5လီ10အဲဆိုရင်15 3နဲ့စားမယ်သုဒ္ဓကိ35လီ15ဒါဆိုရင်ဆရာတို့9ကို9 3 5ဒါဆိုပြတ်သွားပြီဒါဆိုဆရာတို့သူကလည်းပါရပါလဲ 2 multiply 2 multiply 3 multiply 5ဒါဆိုရင်2ဓာတ်ရေထပ်ကိန်းနဲ့ရရင်နှင်းနှလုံးယောက်တာဆိုတော့ဆရာတို့ဘယ်လိုလဲ2 square ရမှာ2 square ရ3ရ5ခဲ့ဒါဒီဆရာတို့ကစာကွဲကိန်းခွဲနည်းလေးဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့က30နဲ့60ကိုစာကွဲကိန်းသုတ္တကိန်းလေးတွေနဲ့စာကွဲကိန်းခွဲတတ်ပြီးအဆင့်1ပြီးသွားပြီဟုတ်ပြီနော်ဒါဆိုဆရာတို့အဆင့်1ပေးရင်ကိန်းတို့တွင်ဘုံပါသော သုတ္တ စာကွယ်ကိန်းများကိုရွေးပါတယ်ဒါဆိုရင်ဘုံပါနေရာရွေးရမယ်ဒါဆိုဆရာတို့ခွဲထားတဲ့အထဲထဲမှာဘုံပါနေတာဒီနည်း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 ဒီဘုံဖြစ်တယ်၃နဲ့၃နဲ့ဒီဘုံဖြစ်တယ်၅နဲ့၅နဲ့ဒီဘုံဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ကဘုံပါတယ်ဒါဆိုနောက်ထပ်အဆင့်သုံးကြည့်ရအောင် GCL Greater Common Factor ဆရာလို့ရှိရင်မလုပ်ရမှာလေဆိုရင်ဆရာတို့ဒီဒေါက်တာစာကွဲကိန်းတစ်ခုစီအတွက်တဲ့ ထန်ညောငယ်ဆုံးကိုယူရမယ်တဲ့ဘုံသုဒ္ဓဂိင်းတွေကိုမြှောက်ရမယ်အဲ့ဒီဘုံသုဒ္ဓဂိင်းတွေယူတဲ့အခါမှာဆရာတို့ဘာလို့ရမလဲထန်ညောငယ်ဆုံးကိုယူရမယ်ဘုံတူရင်ထန်ညောငယ်တာယူလို့မှတ်ထားရအောင်တော့အကြီးဆုံးပုံစာခွဲဂိင်းစာခွဲဂိင်းဆိုတာဂိင်းနေသည်စာခွဲဂိင်းခွဲလိုက်တာဖြစ်တဲ့အတွက်ငယ်ငယ်သွားတာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မို့ဆရာတို့ဘာလို့ရမလဲထန်ညောငယ်တာယူရမယ်ဘာဆိုရင်ဆရာတို့ဒီမှာနင်းနေဆရာတို့ဒီမှာနင်းနေ2နဲ့2 square နဲ့မှာဆရာတို့ဒီထန်ညောငယ်တာယူတော့ဘာလို့ယူရမလဲ ဒူးကိုယူရသတိနဲ့သတိနဲ့ဘုံတူတယ်ထန်ညုံနေလည်းတူတော့ကြိုက်တဲ့တလုံးကိုယူ final final တူတယ်ထန်ညုံနေတူတော့ကြိုက်တဲ့တလုံးယူဒါဆိုရင်ဒူး multiply 3 multiply 5ပေါ့ဒါကြောင့် greater common factor 30နဲ့60တို့ရဲ့အကြီးဆုံးပုံစံခွဲခင်းဒီဒူး multiply 3 multiply 5ဒါကြောင့်မျှောင်းလိုက်မယ်နေ3နေ6 65လီ30ဆိုပြီးတော့ဆရာတို့အဖြေရတာဖြစ်ပါတယ်ဒါဆိုတော့တမီတို့တုံ့တနီလေးပြန်ဆရာတို့ရေအကြီးဆုံးပုံစံခွဲခင်းဘယ်လိုရှာလဲဆိုတာနားလည်မယ်နော် ဟုတ်ပါပြီဒါဆိုဆရာတို့နောက်ထပ်ပုံစံတွေ့လေ့ကြည့်အောင်ဒီတကားဆရာတို့ကကဏ္ဍက၃ခုဖြစ်သွားတယ်24 36 48ဟုတ်ပြီเนาะဒါဆိုသူ့သူတို့ကိုလည်းဆရာတို့တွေစာခွဲခင်းနည်းနဲ့ခွဲမယ်အဲတာတို့သမီးတို့ကုနာကဆရာခွဲပြသလိုပဲခွဲလိုက်ပေါ့ကွာအစင်းတည်းဒုတ္တစာခွဲခင်းနည်းနဲ့ခွဲမယ်ဒါဆို2 3 5 9 17စသဖြင့်ဆရာတို့ဘာလို့မလဲစာခွဲခင်းနည်းခွဲမှာပေါ့ဟုတ်ပြီเนาะဒါဆိုဆရာတို့တွေစာခွဲခင်းနည်းခွဲလို့ရတယ်အဲ့တော့ဆရာတို့နည်းနည်းခွဲလိုက်တော့24 ပြီးတော့ဆရာတို့ရေစနစ်ကိုထပ်ခွဲတော့နေ၆လီစနစ်၆ကိုထပ်ခွဲတော့ဘယ်လိုလဲနေ၃လီ၆အစာနီလေးနဲ့ဆိုလဲအစာနီလေးနဲ့ထပ်ခွဲလို့ရပါတယ်ဟုတ်ပြီနော်ဆရာခွဲမပြတော့ဘူးเนาะဒါခွဲတတ်မယ်လို့ဒီမှာဒါ36လဲအတိုင်းပဲဆရာတို့တွေခွဲမယ်နေ78လီနေ9လီ78ထပ်ခွဲမယ်9ကိုထပ်ခွဲတော့33လီ9ဒါဆိုရင်နှစ်နှစ်ထပ်3နှစ်ထပ်ထပ်ကိန်းလေးနေပေါင်းရင်းလိုက်မယ်48လဲအတိုင်းပဲဆရာတို့တွေ ုတာကိန်းနှစ်နဲ့ခွဲမယ်ပြီးတော့ဆရာတို့နှစ်ဆက်နှစ်လီထပ်ခွဲမယ်ဆက်နှစ်ကိုထပ်ခွဲနှစ်6လီ6ကိုထပ်ခွဲတော့နှစ်3လီ6ဆိုတော့ဆရာတို့နှစ်က၄တန်းရသွားမယ် due to the power of 4 multiply 3ရသွားမယ်ဒါဆိုဆရာတို့ GCM ဖြာရတော့မယ်ဘုံတူတာတွေယူရမယ်ဒါဆိုရင်ဘုံတူတာတွေအရင်ဆုံးဆရာတို့လိုက်ပြီးတော့ underline လုပ်မယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့ဘုံတူတာသည်2 2ရယ်2 square ရယ်2 2 the power 4 ဘုံတူတယ်ဟုတ်ပြီနော်သူတို့၃ခုတူတယ်နောက်တစ်ခါသတိကလည်းပဲသတိရဲ့သတိ square ရဲ့သတိရဲ့တူတယ်ကဲဆရာတို့ခုနကအစင်၃မှာပြောထားတယ်ထန်ညုံးပါကိုယူရမလဲအငယ်ဆုံးကိုယူရမယ်ဘုံတူရင်ထန်ညုံးငယ်တာယူရမယ်ဒါဆိုရင်ဒူးကျူးရဲ့ဒူး square ရဲ့ဒူးဒူးတဘာဝဘောရင်ပါဘာကိုယူရမလဲဒူး square ကိုယူရမယ်ဘုံတူရင်ထန်ညုံးငယ်တာယူခဲ့တဲ့အတွက်ဒူး square ကိုယူမယ် ဒီမှာလည်းပဲဆရာတို့က3 square ရဲ့3ရဲ့3ရဲ့ဆိုတော့ပုံတူရင်ထန်ညောငယ်တာယူတော့3ဒီ3နဲ့ရောက်က3နဲ့မှာမိမိနဲ့တက်တဲ့3ကိုယူဒီလုံးမဲ့ယူပါ။ဒါဆိုရင်ဆရာတို့ greater common factor GCM ရှာလိုက်မယ်ဆိုရင်2 square multiply 3အဲ့တော့နှစ်နဲ့တက်က4 4 3ဒီ7နဲ့ဆိုတော့ဆရာတို့ greater common factor ဒီဘောက်ရလဲတွဲရတာဖြစ်တဲ့ဆရာတို့ခွဲထားတဲ့စာကွဲကိန်းတွေဒီတုံတားစာကွဲကိန်းဖြစ်တဲ့ဒါကြောင့်တုံတားကိန်းတွေနဲ့ဆရာတို့ခွဲထားတာဖြစ်တယ်။ဒါဆိုရင်ပုံစံတွေတင်းနဲ့လေးနားလဲမယ်နော်။ ဟုတ်ပါပြီဒါဆိုရင်သားတို့သမီးတို့ပုံစံတွေ့တင်နားလည်နေဆိုရင်ဆရာတို့ပြင်လေ့ကျင့်ခန်းသွားလို့ရပြီပေါ့နော်ဒါဆိုရင်နောက်ထပ်ပုံစံတွေလေ့ကျင့်ရအောင်ခဲကဏ္ဍနေအများကြီးဖြစ်နေတယ်ဆရာတို့စာခွဲခဲ့ပြီခွဲရတော့ဟုတ်ပြီနော်ဒါဆိုဆရာတို့ကဘယ်ဂိမ်းနေနဲ့ခွဲရမှန်းမသိဘူးဆိုဆရာတို့အစာနီးလေးနဲ့ဘာလို့မလဲခွဲရအောင်ဒါဆိုဆရာတို့ကြည့်ရအောင်ပါ9050 9050ရေဆရာတို့က4939ရေကိုဘာလို့ရမလဲစာခွဲကိန်းခွဲရမယ်တုတ်တာစာခွဲကိန်းလေးနဲ့ခွဲ ါဆိုရင်ဆရာတို့က5000နဲ့50ဟုဆရာတို့အစာနေနေနဲ့ခေသုဒ္ဓဂိင်းနေဒီဆရာတို့က2 3 5ခေါ်ဒါဆိုဆရာတို့ဒီမှာတုံညာနဲ့ဆုံးနေတဲ့ဆုံးဂိင်းလေးဒါဆိုဗာနဲ့စားလို့ရတယ်နင်းနဲ့စားလို့ရတယ်ဒါဆိုနင်းနဲ့လေးလေးနင်းငါးလေး30 2 3ညာလေး3ညာနင်းနဲ့လေးလေးတစ်ကြံနဲ့30အဲ့တော့နင်းငါးလေး30ဆက်လက်ကိုဆရာတို့ကအောက်မှာရေးတာဖြစ်တယ်နော်ဒါဆိုဆရာတို့ကဒီမှာ ငါးနဲ့ဆုံးနေတယ်ငါးနဲ့သုံးညနဲ့ဆုံးရင်ဆရာတော်ငါးနဲ့စားလို့ပြတယ်ဒါဆိုဆရာတော်ငါးနဲ့စားမယ်ငါးငါးလီ25ငါးသုံးညလီသုံးညငါးသုံးညလီသုံးညငါးငါးလီ25ကဲဆရာတော်ငါးနဲ့ဆုံးနေတယ်ဘာနဲ့ပြတ်လဲငါးနဲ့ပြတ်တယ်ဒါဆိုဆရာတော်ငါးနဲ့စားမယ်ငါးတလီငါးငါးသုံးညလီသုံးညငါးသုံးညလီသုံးညငါးတလီငါကဲဒါဆိုဆရာတော်ကကြည့်အောင်တထောင်နဲ့တေဒါဆိုဆရာတော်ကဒီမှာ ဆရာတို့ဒီ7နဲ့ဆောင်းလို့ပြန်ပြန်ရှိမှလေးလာခဲ့ပြီးတော့အဲ့တော့မာဆုံမာဆိုတော့ဆရာတို့ကတုံညာနဲ့1နဲ့ပေါင်းတော့ဘယ်လောက်လဲဒီဒီကလည်းဆုံနေပေါင်းလိုက်တော့ဒီတတိယတင်းတော့တုံညာဒါဆိုဆရာတို့ဗာနဲ့ဆောင်းလို့ပြန်လဲ7နဲ့ဆောင်းလို့ပြန်တယ်ဒါဆိုဆရာတို့7နဲ့ဆောင်းမယ်7ကိုလီ69အဲ့တော့တရားရဲ69တော့ဘယ်လောက်ကြမ်းလဲ1ကြမ်းပါဘီနော်ဒါဆိုနောက်က တင်နေဆိုတော့ set တင်ဖြစ်သွားမယ်ဒါဆို set တတိ set တဆိုတော့60တေဒါဆိုဆရာတို့က60တကိုဘာနဲ့စာရင်ရမလဲအဲ့တော့9နဲ့တင်နဲ့60တ60တဆိုဆရာတို့ကလည်း9နဲ့စာလို့ပြတ်တယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဆရာတို့တွေ9နဲ့စာမယ်9တလီ9 9သုံးလီ20တေဒါဆိုဆရာတို့က13 73အဲ့ဆိုရင်73ကိုတော့73နဲ့စာမယ်73တလီ73ဒါဆိုဆရာတို့က စာခွဲခင်းလေးခွဲလို့ရသွားပြီ။ဒါဆိုဆရာတော်ဒုက္ခနည်းလေးနဲ့ရတာဒီ2 multiply 5 multiply 5 multiply 11 multiply 7 multiply 13ဖြစ်တယ်။ဒါဆိုဆရာတော်ငယ်စဉ်ကြီးလိုက်လေးရရင်2 multiply 5 multiply 5 multiply 7 multiply 11 multiply 13ဆိုပြီးတော့စာခွဲခင်းလေးရတာဖြစ်တယ်။ဒါဆိုဒီ gain လေးတွေဘယ်လိုရလဲဆိုတာနားလည်မယ်နော်။အဲတော့မှ final final ဒီဆရာတော်ကထပ် gain လေးနဲ့ရရင်တော့5 square ဖြစ်သွားမှာပေါ့။ဟုတ် ါဆိုဆရာတို့နောက်တစ်ခုလည်းပဲအတိုင်းပဲဆရာတို့ဘာလို့ကြည့်မလဲစားလိုက်ပေါ့နော်စားလိုက်ရင်ဆရာတို့တွေအဲဒီ gain လေးတွေရမှာပါဟုတ်ပြီနော်ဒါဆိုဆရာတို့တွေ CR greater common factor ရှာလိုက်အဲ့တော့ target လေးနဲ့ပြောင်းရေးလိုက်တယ်ပြီးရင် greater common factor ရှာတော့ဘုံတူရင်ဘုံတူတာလိုက်ရှာမယ်ဆရာတို့တွေခံညုံငယ်တာယူလိုက်မယ်ဒါပါပဲဟုတ်ပြီနော်ဒါဆိုဆရာတို့ကဘုံတူတာဒီ11နဲ့11နဲ့ဒီမှာနော်မြန်တာ11နဲ့ပုံတူတယ်ပုံတူရင်ထန်ညုံငယ်အာယူတော့11ကိုယူလိုက်တယ် သတင်းနဲ့သတင်းနဲ့ပုံပြရဲတထက်တည်းကြီးပဲဖြစ်တဲ့အတွက်ပါပဲယူမယ်သတင်းတလုံးပဲယူလိုက်တယ်အဲ့တော့ဆရာတို့စတင်နဲ့စတုံးနဲ့မျောလိုက်တော့အဖြေရတာဖြစ်တယ်ဘယ်ဒါဆိုရင်ပုံစံတွေလေးနားလည်မယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့ဒီကျင်ကလေးတွားရအောင်ပါအောက်ပါတို့ရဲ့ကြီးဆုံးပုံစာခွဲခင် GCF ဂရိတ်တန်ကွန်မော့ဖက်တာဟုတ်ဒုဒ္ဒစာခွဲခင်နီးနဲ့ရှာပါရတယ်။သူကကန့်ပေးထားတယ်။ဒုဒ္ဒခင်နီးနဲ့ပဲရှာရမယ်တဲ့။တခြားနီးနဲ့ရှာလို့ ောပြီเนาะနောက်ဆုံးဇာတ်တော်တွေတွေ့လို့ရပါပြီဇာတ်တော်လေးလာခဲ့တဲ့အတိုင်း session နဲ့45နဲ့ကိုပါလို့ရမှာလေဒုတာစာခွဲခင်းခွဲရမယ်ဒါကြောင့်ဇာတ်တော် session နဲ့45ကိုဒုတာစာခွဲခင်းခွဲမယ်ဒါဆိုဇာတ်တော် session 18အဲဆိုရင်စုံနဲ့စုံနေရဖြစ်တဲ့အတွက်သုဒ္ဓဂိနည်းနဲ့စာလို့ပြတ်တယ်နေကိုလီ session အဲဆို9ကိုဒီဆရာတို့3နဲ့စာလို့ပြတ်တယ်သုဒ္ဓဂိ33လီကို သုံးဖို့ဆရာတော်ကသုံးနဲ့စားမယ်သုံးတတိသုံးဒါဆိုဆရာတော်တွေဒေါက်တာစာခွဲကိန်းလေးရပါပြီ2 multiply 3 multiply 3ဒါဆိုရင်3နှစ်ခုဆိုတော့3 square နဲ့ယူလို့ရပြီဒါဆိုဆရာတော်ရေးလိုက်ပြီ2 multiply 3 multiply 3ထပ်ကိန်းလေးနဲ့ရေးတော့2 multiply 3 square ကဲဒါဆိုရင်စာခွဲကိန်းလေးခွဲတတ်ပြီเนาะကဲဒါဆိုတော့45 45ကိုဆရာတော်စာခွဲကိန်းလေးခွဲမယ်45 ကဲဇာနီလေးနဲ့ခွဲလိုက်မယ်ကဲဆရာတို့ငားနဲ့ဆုံးနေတယ်ဒါဆိုငားနဲ့စာလို့ပြတ်တယ်ဟုတ်ပြီနော်ဒါဆိုငားကိုလီ45ကဲဒါဆိုဆရာတို့ကတုံးနဲ့စာလို့ပြတ်တယ်တုံးတုံးလီဟိုဒါဆိုဆရာတို့ကဘလို့လဲတုံးတလီတုံးဒါဆိုဆရာတို့ကစာလို့ပြတ်သွားပြီဒါဆိုဆရာတို့က5 multiply 3 multiply 3ဒါဆိုငယ်စဉ်ကြီးလိုက်လေးရေးတော့ 3 multiply 3 multiply 5လို့ငယ်စဉ်ကြီးလိုက်လေးရေးလိုက်။ဒါဆိုဆရာတို့က3နှစ်ခါဆိုတော့ဆရာတို့3 square ထပ်ကိန်းလေးနဲ့ပြောင်းရေးလိုက်မယ်။ဩပြီးသွားပြီ။ဒါဆိုရင်ဆရာတို့ရဲ့အဆင့်3 greater common factor အကြီးဆုံးကိုစားကွဲကိန်းရှာရင်ဘုံတူရာယူရမယ်။ဒါဆိုရင်ဆရာတို့ဘုံတူရာကြီးလိုက်တော့3နဲ့3နဲ့ဘုံတူရယ်ဘုံတူရင်ထန်ညုံငယ်တာယူရမယ်။ထန်ညုံနေကြီးလိုက်တော့လေတူနေတယ်ဒါတော့ဒါဆိုကြိုက်တဲ့တလုံးကိုယူ။ဒါဆိုဆရာတို့ဘာရမလဲ။3 square အဲ့တော့၃နှစ်တက်သည်၃၃၄၉ဆိုတော့အဖြေရပါတယ်။ဒါဆိုရင်နဘက်ကကြီးလေးဒါတော့တပီလို့နားလဲမယ်နော်။ခဲဒါဆိုနဘက်ခါခွေအဲ့တော့ဆရာတို့36ကဲ126ရဲ့900ရဲ့ဘာလို့ရမလဲ။စာခွဲကိခွဲမယ်။ဒါဆိုဆရာတို့36ကိုအစာနီးလေးနဲ့ခွဲမယ်ကွာ။36ခဲဒါဆိုနှစ်စုံကိန်းလေးနဲ့စုံနေတော့နှစ်နဲ့စာလို့ပြတ်တယ်။တုတ်တာကိန်းနဲ့ခွဲရမှာဖြစ်လို့နှစ်နဲ့စားမယ်။ နေတလီနေတစ်ကြံပဲ16ဆိုတော့ nationally 16ကဲစုံကိုလီနဲ့စုံနေတော့နည်းနည်းစားလို့ပြတ်တယ်နေကိုလီ16ကဲကိုဘောပြီနော်ဒါဆိုကိုဆိုဘာနဲ့စားလို့ပြတ်လဲ3နဲ့စားမယ်တုတ်တာကိန်း3 3ဤကိုဒါဆိုဇာတို့ပြတ်တယ်ဒီစားလိုက်မယ်3တလီ3ဒါဆိုဇာတို့စားခွဲကိန်းလေးသည်2 multiply 2 multiply 3 multiply 3ဒါကိန်းလေးနဲ့ရေးတော့ 2 square 3 square အဲဒါဆိုရင်36ကိုဒုဋ္ဌကိလေစာကွယ်ကိခွဲတာရမှာเนาะအဲဆိုဆရာတို့နောက်ထပ်126ခွဲမယ်အဲဆိုရင်ဆရာတို့က126ခဲ126ဆုံးကိလေနဲ့ဆုံးနေရဖြစ်တဲ့အတွက်နင်းနဲ့စာလို့ပြတ်တယ်ဒါကြောင့်ဒုဋ္ဌကိရ2ကစတော့နင်းနဲ့စာမယ်26 4နင်း3 6 ကဲ6 6နဲ့3နဲ့ပေါင်းတော့ဘယ်လောက်လဲ9 9ဆို3နဲ့လဲစားလို့ပြတ်တယ်9နဲ့လဲစားလို့ပြတ်တယ်9ကသုတ္တဂိမ်းမဟုတ်တဲ့အတွက်ဆရာတို့ဗာနဲ့စားမယ်3နဲ့စားမယ်ဒါဆို3နဲ့စားမယ်3 4 6 3 4 3 21ဒါဆိုနှစ်နဲ့တနဲ့ပေါင်းတော့3ဒါဆိုဗာနဲ့စားလို့ပြတ်လဲ3နဲ့စားလို့ပြတ်တယ်3 9 21 9ကို9နဲ့စားလို့ပြတ်တယ်9 4 9ဒီမှာဝိုင်းရတဲ့အထိအောင်ပြတ်သွားတဲ့အထိဆရာတို့စားရမယ်နော် ခေတာဆိုဆရာတို့စာခွဲခင်းလင်းရပါပြီ2 multiply 3 multiply 3 multiply 7ထပ်ခင်းလင်းနေရတော့2 multiply 3 square multiply 7ရမှာပေါ့နော်ဒါဆိုဆရာတို့ဒီစာခွဲခင်းလင်းဘလို့ရလဲနားလဲမယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့900ကိုစာခွဲခင်းခွဲမယ်ကွာကျဲ900ကိုခွဲမယ်၃ညနဲ့ဆုံးနေရင်9နဲ့လဲစာလို့ရတယ်9နဲ့စာစာလဲရတယ်ဟုတ်ပြီနော်ဒုတ္တကိ9နဲ့စာလဲရတယ် နည်းနည်းစားလဲရတယ်ဆရာကနှစ်ကနေစားသွားလိုက်မယ်နည်းလေးလီရှင်းနည်း၅လီ30နည်း၃ညလီ၃ညရေ၃ညနဲ့ဆုံးနေတော့နည်းနည်းပဲထပ်စားလိုက်မယ်နည်းနည်းလီလေးနည်းနည်းလီလေးနည်း၅လီ30ကဲ၅နဲ့ဆုံးနေဒါဆိုဆရာတို့၅နဲ့စားမယ်၅လေးလီ20၅၅လီ25ကဲဒါဆိုဆရာတို့၅နဲ့ဆုံးနေ ဘာနဲ့၄နဲ့ပေါင်းတော့လဲ9ဆိုတော့3နဲ့လဲစားလို့ရတယ်။ဆရာတော့9နဲ့လဲစားလို့ရတယ်။အဲ့တော့9 9 45 9ဆိုတော့3 3 4ဟို3ဆိုတော့3တက်ဒီ3ဩစားလို့ပြတ်သွားပြီ။အဲ့ဒါဆရာတို့စားခွဲကိန်းလေးခွဲတာရသွားပြီ2 multiply 2 multiply 5 multiply 5 multiply 3 multiply 3 ဲဒါဆိုငယ်စင်ကြီးလိုက်လေးရောနှစ်နှစ်ထက်ကဲ၃နှစ်ထက်ကဲပါလေ၅နှစ်ထက်ကဲရမယ်။ဩနှစ်နှစ်ထက်၃နှစ်ထက်၅နှစ်ထက်ဒါဆိုစာကွဲကိန်းလေးခွဲတတ်မယ်နော်။ဒါဆို greater common factor ကြီးဆုံးပုံစံကွဲကိန်းရှာမယ်ဘုံတူရာရှာရမယ်။ဒါဆိုရင်နှစ်ကဲနှစ်ကဲနှစ်ကဲဘုံတူရဲဘုံတူရင်ထန်ညုံးငယ်ရာယူရမှာဖြစ်တဲ့အတွက်ဆရာတို့ပါယူမလဲ။ငယ်ဆုံးဒီ2ဒါကြောင့်နှစ်ကိုယူရမယ်။နောက်ဘုံတူရာလိုက်ရှာမယ်။ တရေတရေတရေအကုန်လုံးသုံးခုသလုံးမှာဘုံကြီးတူတာကိုယူပါမယ်နော်အဲဆိုဆရာတို့ကတရေဒီအကုန်လုံးက square တွေယူဖြစ်နေတဲ့ထပ်ညွန်တူတော့ကြိုက်တဲ့တစ်ခုကိုယူပဲတစ်ခုပဲယူ3 square ဖြစ်တယ်အဲကြောင့်ဆရာတို့3 square ကျန်တာဒီ7ဖြစ်တယ်5 square ဖြစ်တယ်ဘုံမတူတော့ဘူးတို့တွေအားလုံးပါပြမယ်ပယ်မယ်ဒါဆိုရင်ဆရာတို့ရဲ့ဒီ greater common factor ဒီ2နဲ့ဗာနဲ့လဲ3 square အဲ့တော့မှ3နဲ့ထပ်ဒီ6ဖြစ်တယ်6နဲ့2နဲ့မြှောက်လိုက်တော့6နဲ့48 ါဆိုဆရာတို့အဖြေဒီပါရလဲအိတ်ချင်းရတယ်ဒါဆိုရင်တောင်းသမီးတို့ခါခွေသုတ္တဆာခွေခင်နီးလေးနဲ့အကြီးဆုံးပုံစာခွေခင်ရှာလေးနားလဲမယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့ကောင်းငယ်ကြည့်ရအောင်ဟောကောင်းငယ်မှာသုတ္တခင်လေးတွေနဲ့ခွဲပြေးထားပြီးသားဆရာတို့ကတန်းပြီးရှာလိုက်မယ်ဒါဆိုဆရာတို့ကသူတို့ကိုဂျီစီအန်ရှာရင်လွယ်အောင်လို့ပေါ်အောင်လေးတန်းရည်လိုက်မယ်ဒီတော့ရင် greater common factor ရှာရင်ပုံတူလာယူရမယ်ဒါဆိုနင်းနေနင်းနေပုံတူတယ် ဘုံတူရင်တန်ကျော်ငယ်တာယူတော့ပါဦးယူအောင်လဲဒူစကွဲဖိုင်နယ်ဖိုင်နယ်ဘုံတူတယ်ဘုံတူရင်တန်ကျော်ငယ်တာယူရမှာဖြစ်တဲ့အတွက်ဖိုင်ဒါဆိုခုနှစ်နဲ့အတူတာမရှိတော့ဘူးဒါဆို7နဲ့11နဲ့11နဲ့ဘုံတူလေဘုံတူရင်တန်ကျော်ငယ်တာယူတော့7ကိုယူရမယ်ဒါဆိုဆရာတော်အဖြေသည်ဒူစကွဲဖိုင်11တို့တွေအားလုံးရဲ့မျှော်လင့်သည့် graded common factor အဖြစ်ဖြစ်တယ်ဒါကြောင့်တို့တွေမျှော်မယ် ည်းနဲ့ထန်းက4 5လီ20 20နဲ့17နဲ့များလိုက်ရင်ဇာတ်တော့၄အဖြေရသွားပြီဖြစ်တယ်ညာ20ဟဲ့ဒါဆိုတောင်းသမီးတို့ကားငယ်လေးလည်းနားလည်မယ်နော်။ကဲဒါဆိုနောက်ထပ်ကားကြီးကြီးရအောင်။ကဲကားကြီးမှလည်း तू ဟာစာခွဲကိန်းလေးတွေတော့ခွဲထားပြီးဒါပေမဲ့ဆရာတို့အခုတွဲရတာဒီဒုဋ္ဌစာခွဲကိန်းနီးနဲ့တွဲခိုင်းတာဖြစ်တယ်။သူခွဲပေးထားတာဒီဒုဋ္ဌကိန်းဟုတ်မဟုတ်ဆရာတို့ license စီရမယ်။ ။အဲဆိုဆရာတို့ဒီမှာပေးထားတာဒီ sense ဖြစ်တယ် sense ဒီသုဒ္ဓဂိန်ဟုတ်လား။မဟုတ်ဘူးเนาะဒါဆိုသုဒ္ဓဂိန်လေးခွဲပြရအောင်။ဒီမှာဒီ8ရှစ်ဒီဆရာတို့သုဒ္ဓဂိန်မဟုတ်ဘူး။ဒီမှာဒီ4သုဒ္ဓဂိန်မဟုတ်ဘူးခွဲပြရမယ်။9 9ဒီသုဒ္ဓဂိမ်းမဟုတ်ဘူးဆရာတို့ခွဲပေးရမယ်။ဒါဆိုဆရာတို့6ကိုစခွဲလို့ရတာဒီဘာဖြစ်မလဲ။စဉ်းစားလိုက်မယ်တခြားတဲ့ဘက်မှာ6ဒီဆရာတို့သုဒ္ဓဂိမ်းနဲ့ ဒုဒ္ဒဂိင်းနဲ့ဆောက်ခွဲဂိင်းခွဲရမှာဖြစ်တဲ့အတွက်6ကိုဒုဒ္ဒဂိင်းနဲ့ခွဲရင်နေ3လီ6ဖြစ်တယ်။ရှင်း8ကိုစဉ်းစားမယ်8ဒီဒုဒ္ဒဂိင်းနဲ့ခွဲရမယ်ဆိုရင်နေ4လီ6ထပ်ခွဲတော့နေ့ကို4ကိုထပ်ခွဲတော့နေ့နဲ့လီ၄ဒါဆိုဆရာတော့ပါလေ2 2ဖြစ်တယ်။ဒါလေးစဉ်းစားရအောင်။ဟုတ်ပြီနော်။နောက်တစ်ခါ4 4ဒီဆရာတော့ကပါလေ နဲ့နှစ်ထပ်ဖြစ်တယ်နဲ့နဲ့ဒီလေးခဲဒါလေးစဉ်းစားတတ်ပြီဆိုတော့ဆရာတို့အဲ့နေရာတွေမှာစာတူလို့ရပြီနောက်တစ်ခါနိုင်နိုင်ဒီဆရာတို့ဒုဋ္ဌဂိန်းနဲ့ဆိုပါလေ339ဖြစ်တယ်ဒါကြောင့်သူဒီ3 square ခဲဒါဆိုဆရာတို့အဲ့ဒီ6 square 8 square 4ရယ်9ရယ်နေရာမှာဆရာတို့ဘာတွေစာတူလို့ရပြီလဲ6နေရာမှာ2 multiply 3ရယ်စာတူလို့ရတယ်8နေရာမှာ2 2စာတူလို့ရတယ် 4နေရာမှာ2 square အစားထိုးလို့ရတယ်9နေရာမှာ3 square အစားထိုးလို့ရတယ်။ဘာကြောင့်လဲ။သုံးတစာခွဲကိန်းဖြစ်တဲ့အတွက်သုံးတကိန်းကြီးဆရာတို့အစားထိုး။ဟုတ်ပြီနော်။ဒါဆိုဆရာတို့တွေဗီတာချက်လေးပြန်ကူလိုက်မယ်။ပြီးရင်ဆရာတို့အစားထိုးမယ်။ဒီ sales နေရာမှာဘယ်လောက်ကိုအစားထိုးလဲ။ sales နေရာမှာ2 multiply 3ကိုအစားထိုးတယ်။ဘယ်ရောက်လာလဲဆိုတာနားလဲပြီနော်။အဲ့တော့ net 3 6အစားထိုးလိုက်တယ်။ကျန်တာပြန်ကူချတယ်။ဘောက2ထပ်ဆို2ထပ်ပဲပြန်တင်ထားတယ်။ ပြင်ရှင်းရှင်းတီဆရာတော်ကဒူချူဟောပြီနော်ဒါကြောင့်ရှင်းနေရာမှာဘာလို့စားလို့လဲဒူချူကိုစားလို့ရဲအပေါ်ဟာ square တီ square ပြန်တီထဲပါဝါပြန်ထဲဒီဒီနားလဲမယ်နော်အဲဆိုဆရာတော်ရှင်းမှာတော့ကလေးလာခဲ့ပြီးသွားပြီပါဝါတွေထပ်ခဲ့နေအဲ့တော့မြောက်ချင်းပေါ်မှာထန်ညွန်းတင်ရင်ထန်ညွန်းတင်ပြီးခွဲမြောက်ထန်ညွန်းပေါ်မှာထန်ညွန်းတင်ရင်ထန်ညွန်းချင်းမြောက်ဒါရီနဲ့ဆရာတို့တွေ့လို့ရတယ်ဒါဆိုဆရာတို့ရှင်းလို့ရပြီ 3 square က3 square ပြန်ရေးလိုက်တယ်။မြောက်ချင်းပေါ်မှာထန်ညွန်းတင်လို့ထန်ညွန်းတင်ပြီးဘာလုပ်လိုက်လဲ။ခွဲမြောင်းလိုက်တယ်။ဒီနှစ်ဓာတ်ဒီနှစ်ကုစလုံးပေါ်မှာတင်ပြီးတော့ဘာလုပ်လိုက်လဲ။ခွဲမြောင်းလိုက်တယ်။ပြန်ပြောမယ်။မြောက်ချင်းပေါ်မှာထန်ညွန်းတင်လို့ထန်ညွန်းတင်ပြီးဘာလုပ်လိုက်လဲ။ခွဲမြောင်းလိုက်တယ်။ဒါရှင်းပြီးသွားပြီ။ဝင်ရှင်းပြီးသွားပြီ။နောက်တစ်ခုဝင်ရှင်းမယ်။ထန်ညွန်းပေါ်မှာထန်ညွန်းတင်လို့ထန်ညွန်းချင်းမြောင်း၃နလီ၆ဒါကြောင့်ဆရာတို့နေ၆ထပ်ရတာဖြစ် ပြီးအောင်ဆရာတို့ဆစ်ရှင်းမယ်ခြေတူများရင်ထန်ညုံးနေပေါင်းဒါကြောင့်သတိနဲ့သတိနဲ့ဒီအခြေတူ3 square နဲ့3 square နဲ့ခြေတူများတော့ထန်ညုံးနေပေါင်းတော့3 2တူတပါဝါဘလောက်ရမလဲ4ရမယ်နှစ်ထန်နဲ့နှစ်ထန်နဲ့ပေါင်းအဲ့ဒါကခြေတူမြောက်တော့ထန်ညွန်ခြင်းပေါင်းနင်းနှစ်ထပ်ကနင်း၆ထပ်ကခြေတူမြောက်တော့ထန်ညွန်ခြင်းပေါင်း၆ထပ်နဲ့နှစ်ထပ်နဲ့ပေါင်းတော့ဘယ်လိုလဲ ရှစ်ထက်နှစ်ရှစ်ထက်ဘာကြောင့်ဆရာတို့တွေဒီနှစ်ရှစ်တက်ကြပါရဲ့လဲ3လေးတက်ရတာဖြစ်တယ်ဗာလင်းနာလေးပဲเนาะဒါကြောင့်နှစ်ရှစ်တက်3လေးတက်ဘယ်ဟာရောက်လာပါလိမ့်ဖြစ်သွားမှာဟုတ်ပြီเนาะကဲဒါဆိုဆရာတို့နောက်တစ်ဆင်းနောက်တစ်ခုလဲ4နေရာမှာ4ဒီဆရာတို့ကဗာလဲနှစ်နှစ်ထက်ဖြစ်တယ်ဒါကြောင့်4နေရာမှာဗာဟုတ်ဆိုတော့မလဲနှစ်နှစ်ထက်5ဒီဗာလဲ3နှစ်ထက်ဖြစ်တယ်ဒီမှာဆရာတို့စဉ်းစားပြခဲ့ပြီအကြောင်း9မှာဘာထည့်မလဲ3 square ထည့်မယ် gender ပြန်ကူးချပါ ဒီနေရာမှာဆရာတို့2 square စထုတ်လိုက်တယ်ပါဝါနှစ်ထပ်ကနှစ်ထပ်ပြန်ရေးတယ်ဂျန်နာကူချတယ်9ဒီ3 square ဖြစ်တယ်ဒါကြောင့်9နေရာမှာ3 square စထုတ်လိုက်တယ်ကဲမှာ quench ပါတာတစ်ခုပဲရှိတယ် quench ရှင်းမယ်ဒါကြောင့်ထန်ညုံပေါ်မှာထန်ညုံတင်တော့ထန်ညုံချင်းမြောင်နည်းနည်းလေး၄ဆိုတော့နည်းပဏ္ဍထက်လေ၄တန်းဖြစ်မယ်ဂျန်နာပြန်ကူချအဲ့တော့မှဆရာတို့တွေဒီပါရပြီလေဒုတာစာခွဲကိန်းလေးတွေရသွားပြီဒုတာစာခွဲကိန်းရရင်ဆရာတို့ greater common factor ရှာမယ် ဘုံဒူရာရှာရမယ်ဒါဆိုရင်ငခုစလုံးမှာဘုံဘုံဒူရာဒီဘာဖြစ်မလဲနေ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 ဒီဘုံဒူရယ်ဘုံဒူရင်ထန်ညုံငယ်ရာယူဆိုတော့ဆရာတော်ကနေပါအောင်ယူရမလဲဒေတက်ကိုယူရမယ်ကဲ၃နဲ့၃နဲ့ဘုံဒူရယ်ဘုံဒူရင်ထန်ညုံငယ်ရာယူတော့၃လေးတန်းနဲ့၃နှစ်ထပ်ပဲယူရမလဲ၃နှစ်ထပ်ယူရမယ်ကျန်တာလေးဒီဘုံမဒူရာဖြစ်တဲ့အတွက်ပယ်ရမယ်ဒါဆိုဆရာတော်အဖြေရပြီး ဆရာတော်ကသူပေးထားတဲ့ဂါကြီးရဲ့ Raider Common Factor ဒီဘာနဲ့ဘာနဲ့လဲနှစ်လေးတန်းနဲ့သုံးနှစ်ထန်းနဲ့ multiply ရောက်တာဖြစ်တယ်။ဒါဆိုဆရာတော်နှစ်လေးတန်းဒီနှစ်လေးကမြောင်းသုံးနှစ်ထန်းဒီသုံးနှစ်ကမြောင်းသုံးသုံးဒီ9အဲတော့နှစ်လေးကမြောင်းတော့16 16နဲ့9နဲ့မြောင်းလိုက်တော့အဖြေရာဒါဆိုရင်တောက်သူမျိုးတို့ဂါကြီးလေးသုံးနှစ်ဆောက်ခွဲခဲ့နေတဲ့ဂျီသုံးကိုသာခွဲခဲ့ရှာတာလေးနားလဲမယ်လို့ဆရာယုံကြည်ပါတယ် ဟုတ်ပြီနော်အတော့ဆရာတို့ကသင်ချာဆိုတာစဉ်းစားနည်းလေးတွေကိုမှန်းရတယ်ဟုတ်ပြီနော်အဲ့တော့တောက်သမီးတို့စဉ်းစားတွေးခေါ်တတ်ဖို့ဆရာတို့သင်ချာပညာကိုလေ့လာရတာဖြစ်တယ်အကြောင်းအကျိုးဆက်ဆက်တတ်ဖို့ဖြစ်တယ်အဆရာပြောတိုင်းလည်းမယုံနဲ့ဟုတ်ပြီနော်မိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားပြီးတော့ဘာလုပ်ရမလဲလုပ်ရမယ်ဒါဆိုဆရာတို့တွေဒီနေ့သင်ခန်းစာလေးကအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်လုံးနာစာခွဲခဲနီးနဲ့ကြီးဆုံးပုံစံခွဲခဲရှာမယ်ဆိုရင်အဆင့်တဘေးရင်ကိန်းတွေကိုမလုပ်ရမယ် ဒုဒ္ဒစာခွဲကိန်းခွဲရမယ်။ဘေးရင်ကိန်းတွေကိုဒုဒ္ဒစာခွဲကိန်းခွဲရမယ်။ဒုဒ္ဒစာခွဲကိန်းခွဲပြီးသွားရင်ဘုံတူရာကိုယူရမယ်။အဲ့တော့ဘုံတူတဲ့ဒုဒ္ဒစာခွဲကိန်းတွေကိုရွေးရမယ်။နောက်ဆုံးအဆင့်ဘုံတူရင်ဘာကိုယူရမလဲ။ထန်ညွန်အငယ်ဆုံးကိုယူရမယ်။အဲ့တော့ကြီးဆုံးပုံစာခွဲကိန်းစာခွဲကိန်းလို့ပြောတဲ့အတွက်ထန်ညွန်ငယ်ရာယူရမယ်။မှတ်ထားရမယ်။အဲ့ဒီ၃ချက်ကိုမှတ်မိပြီဆိုရင် ဒါလို့တမီတော့အကြီးဆုံးပုံသာကွယ်ကိန်းရှာတတ်ပြီဖြစ်တယ်။ဒါဆိုရင်ဆရာတို့ဒီနေ့သင်ခန်းစာလေးကသုတ္တစာကွယ်ကိန်းဤနဲ့အကြီးဆုံးပုံသာကွယ်ကိန်းရှာခြင်းဒါလို့တမီတို့နားလည်မယ်လို့ဆရာယုံကြည်ပါတယ်။ကဲဒါဆိုဒီနေ့ရဲ့စကားလက်ဆောင်လေးကချင်းချင်းခင်မင်ရာပဲမေတ္တာသာပဒနာဖြစ်တယ်ဟုတ်တယ်เนาะဆရာတို့ကမေတ္တာတရားကသာပဒနာဖြစ်တယ်ဆရာတို့မေတ္တာ၏ဒုနှစ်ပေါ်တူ မေတ္တာတွေမပြည့်စုံဘူးဆိုရင်ဆရာတော်ကဘာဖြစ်လဲအပေါ်ယံနေပဲဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မို့ဆရာတော်ကအချင်းချင်းခင်မရမှာမေတ္တာကလာအဓိကဖြစ်ပါတယ်ဒါတို့သမီးတော်တွေဒီဆရာမိပါတော့တဲ့တစင်းမြအောင်ပူဇော်နိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေအဲဒီကလာကြီးမှာဆရာတို့တွေလည်းပဲဟုတ်ပြီနော်အဲတော့နေရမြင်နေရတာကြားနေရတာပေါ့နော်ဆရာတို့တွေလည်းပဲစိတ်မချမ်းသာပါဘူးနော်အဲတော့ဒါတို့သမီးတော်တွေအားလုံး ေကင်းပါစေကျမ်းမှကျမ်းသာပါစေဟုတ်ပြီနော်ဆရာတို့တွေဒီနေ့ကျတော့အပြန်ဆုံရတဲ့အခါကြလို့ရှိရင်ဆရာတို့တွေအားလုံးဆရာတစ်ပည့်ကြီးနဲ့အားလုံးပြန်တွေ့ချင်ပါတယ်ဟုတ်ပြီနော်အဲ့တော့တာဝန်သမီးများအားလုံးရှင်သန်မှုအဓိကဖြစ်တဲ့အတွက်ရှင်သန်မှုကိုကြိုးစားကြပါနော်အဲ့ဒါဆရာလည်းပဲရှင်သန်မှုကြိုးစားနေပါတယ်အားလုံးဘိုင်ဘိုင်ပါ